မင်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးမျိုးကနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ဗဒနာမုဏိတာဘိဝင်တကိုအကြံဖတ်စစ်ကောင်စီတပ်ကပြစ်တက်လိုက်မှုကြောင့်တန်ခါလောကအတွင်းမှာရက်ခတ်မှုတွေပြင်းထန်နေရဆိုပါတယ်ရှမ်းမီနယ်မြောက်ပိုင်းကဟိုင်ကင်းသဘောတူညီချက်ကိုအကြံဖတ်စစ်ကောင်စီကအကြိမ်ကြိမ်ချိုးဖောက်ပြီးလေရင်တွေ drone တွေနဲ့ပုံကျက်ချမှုကြောင့် TNL ရဲဘော်နှစ်ဦးထပ်မံကြာဆုံးသွားပြီး နှစ်ရက်အတွင်း TNL ရဲဘော်၃ဦးကြာဆုံးသွားပြီဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဘကုံးမြို့ကနိုင်ငံတော်တန်ခတ်မဟာနိုင်ကအဖွဲ့ဆရာတော်ဗဒနာမုနိဒာဘိဝင်တကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်တက်လိုက်မှုကြောင့်တန်ငါလော့ကအတွင်မှာရက်ခတ်မှုတွေပြင်းထန်နေတယ်လို့နမကျော်ဓမ္မကတိကဆရာတော်တချို့ကရန်ကုန်ခေတ်တက်ကိုမိန်ကြားထားပါတယ်ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပဲဂိုမြုတ်ကနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့စိတ်ရတော်ဗဒနာမုဏိဒာဘိဝင်တာဟာရွှေချင်းနိကာယဗဟုဌာနအစည်းအဝေးတက်ဖို့ရန်ကုန်ကနေလေရင်နဲ့ထွက်လာပြီးတတဦးလေးစိတ်ကနေတဆင့်ကားနဲ့ကြွလာတဲ့အချိန်မြို့သားချေးရွာနီးမှာပဲအကြက်ဖက်စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ကဆရာတော်ရဲ့ကားကိုတားဆီးရမှာမှန်မှချပဲကားကိုမောင်းသွားတဲ့အတွက်ဆိုပြီးတော့စစ်ကောင်စီတပ်သားတွေကတနက်နေ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ကားပေါ်မှာပါလာတဲ့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ဗဒနာမုဏိတာဘိဝင်တာကို တနက်ကြည်စံတွေထိမှန်သွားပြီပြန်လုံတော့မူသွားခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီလိုအကြံဖက်စကောင်စီကနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဆရာတော်လိုတပါးကိုပြစ်တက်လိုက်မှုကြောင့်တန်ခါလောကအတွင်းမှာရက်ခတ်မှုတွေပြင်းထန်နေပြီလက်ရှိတက်တော်90တန်းဆရာတော်တန်ခါတော်တွေအားလုံးကပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးရေးသားထားတဲ့ဗုဒ္ဓသာသနာစာပေကျမ်းဂန်တွေကိုဖတ်ရှုပြီးတော့စာမေးပွဲတွေဖြေခဲ့ကြရတာဖြစ်တယ်လို့သာသနာတော်အတွက်အင်မတန်မှဂျေဇူးတရားကြီးမားတဲ့ဆရာတော်ကြီးဖြစ်တာကြောင့် ဗုဒ္ဓသာသနာတော်ကြီးတစ်ခုလုံးအတွက်အင်မတန်မှဆုံးရှုံးမှုကြီးမားတယ်လို့လဲနမေကျော်ဓမ္မကတိကဆရာတော်ကရင်ကုန်ခေတ်တကိုမိန်ကြားထားပါတယ်။အကျံဖတ်စစ်တကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ရဲ့ထုံးစံအတိုင်းမဟုတ်မမှန်တဲ့တင်အတုတွေနဲ့လိန်လဲဖုံးဖိညစ်ဆန်နေပြီမယ်။ပြုသူဘသူလဲဆိုတာကိုတနိုင်ငံလုံးကတန်ဃာတော်တွေသိကြပါတယ်လို့လဲဘကိုးမျိုးနေဆရာတော်ကြီးရဲ့တပည့်စာချကိုတော်ကမိန်ကြားထားပါတည်တယ်။ဒါပြင်တစ်ဖက်ကမပပနဲ့အမျိုးသားရေးဖုံးကြီးတချို့ကလည်း နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ကြီးဟာစစ်တပ်ကပြစ်ခတ်မှုကြောင့်ပြန်တော်တော်မူခဲ့ရတာကိုသိရှိလက်ခံထားကြပြီးစစ်တပ်ရဲ့လိန်လဲတဲ့တင်းထုတ်ပြန်မှုအပေါ်မှာတော့ဘာမှတ်ချက်မှမပေးဘဲနှုတ်ဆက်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကဟိုင်ကင်းသဘောတူညီချက်ကိုအကြမ်းဖက်စစ်ကောင်စီကအကြိမ်ကြိမ်ချိုးဖောက်ပြီးလေရင်တွေ drone တွေနဲ့ဘုံကျဲချမှုတွေကြောင့်တင်းတယ်လေးရဲဘော်နှစ်ဦးထပ်မံကြာဆုံးသွားခဲ့ရပြီး နှစ်ရက်အတွင်း TNL ရဲ့ဘော်၃ဦးကြာဆုံးခဲ့ရပြီဖြစ်တယ်လို့ TNL ကနေသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ၁၉နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စကောင်စီက TNL ထိန်းချုပ်ထားရာ Samsung J ရွာကို drone နဲ့လာရောက်ပုံကျဲသွားတယ်လို့တောင်နီ J ရွာဘက်ကလည်းလေရင်နဲ့ပုံလာကျဲသွားတယ်ဆိုပါတယ်။ဒါအပြင်ဇွန်လ၁၈ရက်နေ့ကလည်းအခုလိုပဲ Samsung J ရွာအနီးက TNL တက်စခန်းကိုစစ်ကောင်စီက drone နဲ့ပုံလာကျဲသွားပြီ။အဲ့ဒီလိုအချက်ဖက်စကောင်စီဘက်ကတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်းမှာပဲ TNL ရဲ့ပေါ်3ဦးကြာဆုံးသွားခဲ့ရပြီးတော့အရသာပြည်သူ9ဦးထက်မနည်းဒဏ်ရာတွေရထားသလိုစစ်ကောင်စီဟာတရုတ်နိုင်ငံကနေဂျာဝင်ဆစ်ဆက်ပေးထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကအပြစ်ရရေးဟိုင်ကင်းသဘောတူညီချက်ကိုအကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့တရုတ်နိုင်ငံကဒေါက်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရအောင်အဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုအပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကကျေးဇူးတင်တဲ့အကြောင်းကိုဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲသတင်းထုတ်ပြန်လိုက်ပါတယ် ဒေါ်စုကြည်ရဲ့89နှစ်ပြည့်မွေးနေ့အဖြစ်ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတရုတ်နိုင်ငံကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်အတိမတ်ပြုအလေးထားဆက်ဆံမှုနဲ့လူထုကောင်းဆောင်ဒေါ်စုကြည်ရဲ့ကျမ်းမာရေးကိုအလေးနက်ထားပြီးခေါင်းမုံစွာထားရှိရေးတွေတွေ့ဆုံခွင့်ရရှိရေးတွေကိုစင်စက်မပြတ်ကြိုးပမ်းအားထုတ်နေတဲ့အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကကျေးဇူးတင်တဲ့အကြောင်းကိုထုတ်ပြန်ပြောဆိုထားတာပါအာဆီယံပါဝင်အင်ဂျင်နိုင်ငံတွေနဲ့မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်းမြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်လဲဇေယျအတွက်မဟုတ်ဘဲ ်အရင်မြစ်ကိုတေချာတိရှိပြီးဆီအာနာရှင်စနစ်သဆိုးရှည်အထောက်ကူဖြစ်စေမဲ့ကိစ္စရက်တွေကိုရှောင်ပြီးမှပြည်သူလူထုရဲ့စနပေါ်အခြေခံပြီးစဉ်စားဆောင်ရွက်ကြမှသာရေရှိခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရရှိမှာဖြစ်တယ်လို့လည်း NLD ကတိုက်တွန်းထားပါသေးတယ်။လက်ရှိစစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာလဲ။ဒေါ်ဆတ်စုကြည်နဲ့တွစ်ဆုံဆွေးနွေးမှုမပါဘဲပြည်လဲရေးလန်းစမရနိုင်တဲ့အတွက် ရောစဆူဂျီနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်နိုင်မှုကိုမိတ်ဆွေနိုင်ငံတွေနဲ့ပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုတွေကဆက်လက်ကြိုးပမ်းပေးကြဖို့နဲ့လက်ရှိတရုတ်နိုင်ငံကဒေါ်ဆာဆူဂျီနဲ့တွေ့ဆုံခွင့်ရအောင်အဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုအပေါ်မှာလဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကကျေးဇူးတင်တဲ့အကြောင်းကို NLD ကနေမနေ့ကပဲထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့နှထိုးကြီးမြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၉ဦးကတော့အသီးသီးသေကုန်ကြပြီလို့မြန်ညာခိုင်အမှတ်လေးတရင်နှထိုးကြီး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ၁၄ရက်နေ့နဲ့၁၅ရက်နေ့တွင်မှာနှထိုးကြီးမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖျက်အပြင်းမိုင်းတွေပါဝင်လမ်းကနေအကြိမ်ကြိမ်ကြပြတ်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၉ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့နှထိုးကြီး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်တိုင်းဘက်မှာတော့တိုက်ကြီးမြို့နယ်ကကျန်းဖို့ပါတီစီယုံရေးမှုလည်းဖြစ်ပြီးစော်တီကောင်းဆောင်လည်းဖြစ်တဲ့ရာအိမ်မှုဝင်းမောင်ဆိုတဲ့သူပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားပြီလို့တာယာဝတီကလုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကတဲဖြူပိန်ရှိုလေးချေရွာမှာကျန်းဖို့ပါတီရဲ့စီယုံရေးမှုလည်းဖြစ် ပြူစောတီကောင်းဆောင်လည်းဖြစ်တဲ့ရာအိမ်မှုဝင်းမောင်ဆိုတဲ့သူကိုနေအိမ်မှာဖဲကစားနေတဲ့အချိန်တာယာဝတီကလုံးတက်ဖွက်ကဝင်းရောက်ပြစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုပြေသွားတယ်ဆိုပါလေအဲ့ဒီလိုပြစ်ခတ်ခံရတဲ့ရာအိမ်မှုဝင်းမောင်ဆိုတဲ့သူဟာအကြံဖက်စစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူဖြစ်တဲ့အပြင်ပြူစောတီအဖွဲ့ပါဖွဲ့ထားတဲ့ခေါင်းဆောင်ဖြစ်တယ်လို့စစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းငွေညှစ်နေတဲ့သူဖြစ်ပြီး အခုတော့ပြေပြီလို့တာယာဝတီဂလုံးတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ